ိုင်မစ်စတိုရီကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့နိုင်မစ်စတိုရီ channel ကနေပြီးတော့မှစာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာအခန်းဆက်ဝတ္ထုတွေကိုတင်ဆက်ပေးလျက်ရှိပါတယ်ဟုတ်ကဲ့ပါဒီနေ့မှာတော့အောင်မြတ်တာနဲ့ဖျားပြက်ကိုဆိုတဲ့ဇလန်လေးကိုပရိသတ်တို့ကနားဆင်ရမှာပါဇလန်လေးကိုတင်ဆက်ပေးတော့မှာကတော့ကျွန်တော်နေလင်းပဲဖြစ်ပါတယ်ဗျာအရွေးကငငယ်အစွမ်းငါတတယ်ဖျားကုန်းမောရောင်တော်လွှတ်ရင်ဖြင့်အိမ်တိုင်းစီအလူပေးနိုင်မယ်တတိလီ ရောက်လာလိမ့်မယ်။ဟေးအယူတာကောင်းနေမလဲလေဒီနေ့ဒီနေ့အဲ့ဒီတပေါင်းလိုလိုဘာလိုလိုပဲရွှတ်နေတော့တာလာလာလာဓမိနဲ့ဟင်လာယူစမ်းသူကတော့ဒင်းကြီးရွာမှာမတိတဲ့သူမရှိတဲ့အယူတာကောင်းရေပါသူကယူပေမဲ့မရိုင်းပါဘူးကျုပ်တို့ငငယ်လေးကသူရောက်နေတာအခုဆိုရင်ကျုပ်တော်မှာအသက်30ပြည့်တော်မယ်လေငငယ်ကဆိုရင်တော့အယူတာကောင်းလာပြီဆိုရင်ကလေးတွေပြောကြတယ်ဘာလို့လဲဆိုတော့ သူကကျုပ်တို့စားခြင်းနဲ့အသီးမှန်သမျှခူးပြီးတာကိုဒါနဲ့ကျုပ်တို့ရွာရဲ့တပေါင်းစကားကိုအယူတကောင်ကအမြဲလိုလိုရှွတ်နေတဲ့ကျုပ်တို့ရဲ့ဖိုးတွေပြောဘူးတာကတပေါင်းသားမှတ်မယ်ဆိုရင်ကျုပ်တို့ရွာချမ်းသာပြီရဲ့ဒါပေမဲ့အခုတိတော့လည်းမချမ်းသာသေးပါဘူးဗျာတနေ့လုံးမှတနေ့စားကာယလှုပ်သားတွေဆိုတော့တပေါင်းစကားကိုလည်းယုံတော့ဝဲမယုံတော့ဝဲဖြစ်နေရတာတပေါင်းမှာပါတဲ့ဖျားကုန်းဆိုတာတော့ကျုပ်လေးသိရဲ့ဗျာ ဖရာကုန်းဆိုတာကျွတ်တူရွာအနောက်ကတောင်ကုန်းလေးတစ်ခုပဲအရင်တုန်းကတော့နာမည်တော်မရှိတဲ့ကုန်းလေးပေါ့ကျုံမှတ်မိတဲ့လောက်ကျုပ်ရဲ့အသက်16နှစ်လောက်မှာဖရာတည်ဖို့ဆိုပြီးတော့မှလူတွေစုရောက်လာဘူးလေအဲ့ဒီတုန်းကတော့တပေါင်းစကားမှန်ပြီပေါ့ဗျာဖရာကုန်းမော်တာဖရာတည်ပြီးရင်ကျုပ်တို့ချမ်းသာမယ်ဆိုတဲ့နာမည်အတီးဖြစ်ပြီလို့ပြောနေကြတာဖရာတည်မယ်အဖွဲ့ကိုလေလူလီသည်မရှိပြုစုရတာအမောဖရာတည်မယ်သူတွေကလေဖရာကုန်းမော်မှာနေရာရင်းရွေးမြေတွေတူးပနက်တွေပါလီရိုက်ပြီးတော့ အောက်ခံကိုအုပ်ပေါင်းစပြီးတော့ချပါလေရောဘယ်ပြောကောင်းမလဲကျုပ်တို့ရွာသားတွေကအလူဆိုရင်လက်မနေတဲ့ဘူးလေဖယားဌာပနာဆိုပြီးတော့ငငယ်ချုပ်ပြီးလှူတဲ့သူတွေလက်ကောက်ချုပ်လှူတဲ့သူတွေဌာပနာခွက်မှာရတနာပစ္စည်းတွေရန်နှင်းငယ်တွေမှာပြည့်သွားခဲ့တာပဲဗျမမေရရဥတ္တလာရဲ့အိမ်တော့မှာဝက်ပေါ်တဲ့နေ့ဌာပနာပစ္စည်းတွေရောဖယားတင်မဲ့သူတွေရော ပြောက်ချင်းမလားပြောက်ကုန်ပါလေရောဗျာဖုတ်ထက်မှာတောင်ဝမ်းမန်းတိတော့အာလုံးလဲမွေးပြီး မွေးတထဲမွေးကြရင်လေဘရားကုံမောကအောက်ကအုတ်ကုံလေးသာအမှတ်တရနဲ့ကြံနေခဲ့တာဗျအဲဒီလိုနဲ့၅နှစ်လောက်ကြာတော့ဖရားတီမဲအဖွဲတစ်ဖွဲရောက်ချလာပြန်တယ်ဒီတခါတော့ဒင်းငင်းရွာသားတွေကပန်းနဲ့သွားပြီလေဘသူမှအယောမွေဘူးအခက်တီတီပဲနေကြတာဖရားတင်မဲအဖွဲကလည်းအရင်အဖွဲနဲ့မတူဘူးဗျရွာသားတွေစီကဘာအကူကြီးမှမတောင်းဘူးဒါနဲ့ကျွတ်တို့ကလည်းတော်တွေမှာထင်းခွေသွားရင်းနဲ့ဒစီတစောင်းအကဲကဲကြည့်ကြတာ ဒီတော့မှကြုတ်တည်တာကဒီအဖွဲကတကယ်ဖျားတယ်မဲ့ဖွဲဒါပေမဲ့ကြုတ်လေရွာကမပြောရဘူးတခါတည်ဘူးတော့ပြင်မိုးနားလေဆိုသလိုမတိမတာပဲအကဲခတ်နေရတာဒီအဖွဲလေအောက်ခံအုတ်ကုံတော့မပြီးပါဘူးမြင်းနေရာကျက်နေအနောက်ရှက်တွေရှိသေးဆိုပြီးပြေးကြပါလေရောအဲ့ဒီလိုနဲ့ကျုပ်တို့ရွာရဲ့အနောက်ကဖျားကုန်းမဟုတ်ဘူးဘသူမှမလာတော့တာဒီနေ့ထိပဲဗျအခုလေတကြီးအိမ်မှာဖျားတယ်မဲ့သူတွေရောက်နေကြတယ်ဆိုလို့တော်ပြီးကြည့်လိုက်အောင် တကြီးအိမ်ရှိရောက်တော့သူတွေကစုယုံစုယုံနဲ့ရောက်နေကြပြီဟေ့ကောင်ငါတို့မင်းမင်းလားကြည့်ဒီတကဘုရားတဲမဲ့သူတွေကလူငယ်တွေကွာဟင်ဟုတ်လားကိုရင်ကျတော့ကျုပ်လည်းတကြီးဘေးအိမ်ကတရက်ပြမောကိုတက် ကြည်လဲကြည်လဲရောဒီအိမ်ရှိကုပြမှာထိုင်းနေတဲ့လူငယ်နှစ်ယောက်နှစ်ယောက်လုံးကယောဂီဝိဆုံနေဆိုတော့ရုတ်တရက်ကြည်လိုက်ရင်ယတိလိုလိုဘာလိုလိုနဲ့ကိုရင်ကျတော့အဲ့ဒီလူငယ်တွေကဟိုဘုရားတကယ်ဒီမလားအေးလေကွာ သူတို့ဟာအခုတကြီးစီမှာခွင့်တောင်းနေတာကွာဖြစ်ပါမလားဗျာသူတွေကပြင်ငငယ်လေးတွေနောက်ပြီးတော့ဘုရားကောင်ကလည်းနေမယ်ကြီးပါပြီတဲ့။ဟဲ့အောင်မတို့မင်းတို့ရွာတဲ့ဘောင်မှတ်မိတယ်မလားပြန်ယူစမ်းမှတ်မိတယ်လေဗျာဒီလိုဗျအရွေးကငငယ်အစွမ်းထက်တဲ့ဘုရားကောင်မော်ရောင်တော်လွှင့်ရင်ပြင်အိမ်တိုင်းစီအလူပိနိုင်မယ်တတိရောက်လိမ့်မယ်တဲ့အေးအဲ့ဒီမှာအရွေးကငငယ်အစွမ်းထက်တဲ့ဆိုတဲ့စကားကဒီလူငယ်ညက်ကိုပြောတာမဖြစ်နိုင်ဘူးလား ။ဟာဗျာကိုကျက်တော့ကလည်းတယ်လေအယုံလွယ်နေပြန်ပြီ။ဖျောက်။ကားလေးယုံတယ်လို့တော့မပြောပါဘူးကွာ။တပောင်ရတိုက်ဆိုင်နေလို့ဒီလူတွေတလောက်များနေတာဘောကွာ။ကားတို့လောက်ကစောင့်ကြည့်ဖို့ပဲ။မင်းရောကရောဒီလူငယ်နှစ်ယောက်ကိုစောင့်ကြည့်ရမယ်။အဲ့ဒီအချိန်မှာပဲ။ကဲ။ကြောက်သူရွာသားပေါင်းတို့ဒီနေ့ကြောက်ခေါ်ရတဲ့အကြောင်းကတော့ဟောဒီလူငယ်နှစ်ယောက်ကကျို့တို့ရွာရဲ့အနောက်ဘက်ဖျားခုံးပေါ်မှာဈေးကြီးတည်ခြင်းလို့တဲ့။ဒီတော့ရွာသူရွာသားတွေအနေနဲ့ဘာများပြောကြင်ပါသလဲ ဟုတ်တော့တဲ့ချင်းလဲတဲ့ပေါ့ကုစုတော်ညာသေးတယ်ကျုပ်တို့စီတော့အလူမခံနဲ့နော်လူစရာလည်းမရှိတော့ဘူးစားဖို့တော့အနိုင်နဲ့ရဲ့ကျုပ်တို့အနေနဲ့ပါဝင်နိုင်တာဆိုလို့လှုပ်အားပဲရှိတယ်ကဲအားလုံးသဘောတူကြလားယောသားတွေစီကဘာသမ်းမှထွက်မလာတော့မှကဲဒါဆိုလဲသဘောတူရဲလို့ယူဆလိုက်မယ်ဟုတ်ပြီလားတကြီးလေးယောသားတွေကိုပြန်ခိုင်းလိုက်ပြီးတော့ကဲတဲ့ပေါ့မင်းကတော့ငါတို့ကိုသွားခေါ်ငါခိုင်းကြချင်လို့တကြီး ကျုပ်ဒီမှာပါဗျခုနကရောက်နေတာဩအေးဒါဆိုလဲတော်ပဲကွာမင်းကဟောဒီလူငယ်နှစ်ယောက်ကိုလိုအပ်တာရှိရင်ကူညီပေးလိုက်ဒါကတော့ငါတိုးတဲ့မွေးတွေကလက်တချောင်းတိုးနေလို့ငါတိုးလို့ခေါ်တာငါတို့ဒါကတော့ဆရာအောင်မြတ်တာတဲ့ဟောတာကတော့မောင်တက်ခိုင်းနေဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ဆရာတို့အဲ့ဒီခါမှာအောင်မြတ်တာဆိုတဲ့ဆရာကကျုပ်ကိုပြုံးပြတယ်ဗျကျုပ်လည်းအခုမှပဲအနည်းငယ်ကြည့်ရတာတော်တော်ကိုချောတကူပြော နာရန်လေးကလည်းဖြောင်းစင်းနေတာပဲမျက်ခုံးမျက်လုံးကလည်းပြောစရာမလိုအောင်ကိုကြည်ကောင်းနေတာမျက်လုံးတွေဆိုရင်တက်လက်လက်ကိုတောက်နေတာအကြည့်တွေကလည်းစူးရှတယ်ဗျနောက်တစ်ယောက်ကတော့မှုန်တီတီနဲ့ကျုပ်ကိုကြည့်နေတာကျုပ်လည်းဘယ်အားစပြီးပြောရမှန်းမသိဟိုဆရာတို့ဘယ်မှာအိတ်မှာလဲကျုပ်တို့ကဘုရားခုံးပေါ်မှာပဲအိတ်မှာပါဟော်ရီကမိတ်ဆွေအနေနဲ့အပန်းမကြည့်ဘူးဆိုရင်ကျုပ်တို့နဲ့လိုက်ခဲ့ပါလားကျုပ်တို့လည်းအဖော်ရတာပေါ့ဩဇာဆံအပြည့်ပါတယ်အဲ့ဒီအတန်ကြီးအောက်မှာ ကျုပ်မငြင်းနိုင်ဘူးပေါ့ဗျာဘယ်လိုလို့ခေါင်းငိမ့်မိသွားလဲမသိပါဘူးအနောက်ဆုံးတော့ကျုပ်တို့လည်းဖျားကုံးမကိုရောက်သွားတော့ဖျားပြက်လီနာမှာတဲတလုံးကိုတွေ့လိုက်ရတယ်ကျုပ်မနဲ့ထင်းွေလာတော့ကအဲ့ဒီတဲကိုမတွေ့ပါဘူးဘသူရီမလာပြီးတော့ဆောက်ထားပါလိကျုပ်လည်းစိတ်ထင်းမှာတွေးနေတော့မျိုးဒီဟာမိတ်ဆွေတွေဆောက်ပေးထားတာနေမှာဟမ်ကျုပ်ပါစက်အဟောင်းသားဖြစ်သွားတယ်ဗျကျုပ်စိတ်ထဲတွေးနေရကဒီလိုဘလို့လို့တည်လေပေါ့နောက်မှတိုက်ဆိုင်တာနေမှာပါလို့သဘောထားလိုက်တယ် အဲဒါနဲ့ပဲမိုးချုပ်တော့ကျုပ်နဲ့တက်ကင်ဆိုတဲ့လူကဓမင်းချက်တာဝန်ယူတယ်။အောင်မြတ်သားဆိုတဲ့လူကတော့ဖះပြက်ရှင်မှာတရားထိုင်နေတာငိန်ကိုငိန်လို့ဒီလိုနဲ့ကျုပ်လိလာကြည့်တော့ဒီလူငယ်နှစ်ယောက်မှာပတ်စန်းဆိုတာလည်းမတွေ့ကျော်ကထိတ်ပြလိုက်တဲ့ဇန်တချို့ရဲ့အသင်းညတချို့ရဲ့ပဲတွေ့တယ်။ဒါနဲ့ဘယ်လိုများဖះတင်မလဲပေါ့ကျုပ်လည်းမနဲ့ဆိုရင်ရွာလေးကိုဆင်းညနေဆိုရင်ဖះခုံးပေါ်တက်နေအလုတ်ကိုရှုပ်နေရပဲကျုပ်သတိထားမိတာကတော့အောင်မြတ်သားဆိုတဲ့လူငယ်ကဖះခုံးပေါ်ဆက်ရောက်တဲ့က တရားထိုင်နေရပဲတွေ့ရတယ်။ကျုပ်ကလည်းဘာမှမပြောသူ့ရဲ့တပည့်လုပ်တဲ့သူကလည်းဘာမှမပြောကျုပ်လည်းဓမင်းစားပြီးတော့ကြောဆန့်လိုက်တာဘယ်လိုအိပ်ပျော်သွားလဲမသိပါဘူးလေကျုပ်အိပ်ပျော်နေတော့မှဆင်အော်တန်ကြားလိုက်ရတယ်လန့်လဲနူးလာရောအဲ့ဒီနာမှာဆင်လဲမရှိပဲနဲ့ဘာလို့ဆင်အော်တန်ကြားလဲဆိုပြီးထရံဘောက်ကနေလဲချောင်းကြည့်လိုက်ရောဘယ်မလဲဗျာဘုရားကုန်းဘုတ်ကိုစင်ပြူတကောင်တက်လာတာဗျဆင်ကတကိုယ်လုံးဖြူစွတ်နေရပဲအစွန်းနှစ်ချောင်းဆိုလဲအရွှေကြီးပဲဆင်ပေါ်မှာတော့ လူတယောက်ထိုင်ပြီးတော့လိုက်လာတာတွေ့ရတယ်။အဲဒီစင်ကဘုရားပြည့်ရှိကိုရောက်တော့ခေါင်းဝှက်ပြီးစင်ဦးကင်းမော်ကလူကစင်းလာပြီးတော့တရားထိုင်နေတဲ့အောင်မြတ်တော်ကိုအယုတ်တီးပြီးတယ်ဗျ။ကျုပ်တော်ပြင်ကိုယ့်ရဲ့မျက်လုံးကိုတော့မယုံကြည်နိုင်လို့လက်နဲ့ပုတ်ကြည့်ရတယ်ဗျ။စင်မော်ကစင်းလာတဲ့လူကလည်းလေဘင်းမှာပရိကုံနေဆွဲထားတာ အသက်ကလည်းကြီးနေပြီ။အဲဒီအဖိုးကြီးကအောင်မြတ်သားဆိုတဲ့လူငယ်ကိုစကားပြောနေရလဲတွေ့ရတယ်။ဘာတွေပြောလဲဆိုတော့ကျုပ်လည်းမကြားရဘူးပေါ့ဗျာ။နောက်တော့စင်မော်ပြန်တက်ပြီးတော့ တောင်းအုပ်ကိုဆင်းသွားတာတွေ့လိုက်ရတယ်ဗျ။ဒါနဲ့ကျုပ်လေဟိုတွေးတီတွေးနဲ့အိတ်လိုက်တာ။မနဲ့နောက်ကျမှပဲနိုးတော့တယ်။အဲ့ရနိုးတော့ကဲဒီဟာမိတ်ဆွေကိုအကူကြီးတောင်းရလေရှိလို့ပါ။အောင်မြတ်တာကပြောလာတယ်ဗျ။ကျုပ်ကလည်းကူညီနိုင်ရင်ကူညီမှာပေါ့။ဟုတ်ကဲ့။ဘာကူညီပေးရမလဲပြောပါ။ကျုပ်ကိုစံတပူးနဲ့ပန့်တကူအသားတပိတ်တာလောက်ဝယ်ပြီးပါ။ပတ်စံကိုတော့သူ့ရဲ့လွယ်ထဲကနေထုတ်ပြီးတော့ပေးတယ်ဗျ။ကျုပ်နင်းနေတော့ယူကျင်တယ်လို့လို့ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့အဲ့ဒီလွဲကိုကျုပ်ပဲလွဲပြီးတော့တော်မကိုတက်လာတာအဲ့ဒီမှာပါတာဆိုလို့စီစိန်ဆက်ကိုအနေငယ်အဝိစားရရဲ့ပဲပါတာအခုမှဘယ်ကနေဘလို့ပတ်စံရလဲစဉ်းစားလို့မရပါဘူးဗျာဒါနဲ့ကျုပ်လည်းရွာထဲကိုဆင်းပြီးတော့စံတဘူးနဲ့အသားတွေဝဲလာတယ်စံနဲ့အသားတွေရတော့ကျုပ်ကိုချက်ကိုင်းနေဗျကျုပ်လည်းတီချာချက်ပြီးတော့ထမင်းအိုနာထိုင်ဆောင်နေကဲကဲအချိန်ကြပြီတို့တွေအလို့တခုလုံးကြစို့ ဒီလိုမျိုးထူးထူးဆန်းဆန်းစကားတွေပြောလာတယ်ဗျအဲ့ဒါနဲ့ကျုပ်ကလည်းဘာလူလို့မှာတော့ဗျဟောဒီနေရာမှာနေထိုင်ကြတဲ့တရဝါတွေအားလုံးကိုကျူးမိမဲ့အလူပေါက်ကွယ်အခုကျုပ်တို့ဖျားတီးဖို့တဲ့သူတို့ပိုင်တဲ့နေရာမှာနေရတယ်သူတို့ကိုခွင့်ပြုဖို့တဲ့မြစ်တာရက်ခံရတယ်တဦးကမြစ်တာတဦးကတော့စီတနာပေါ့ဗျာကဲခုနကချက်ထားတဲ့တဦးချက်နဲ့ကျက်သားဟင်းကိုယူလာခဲ့လိုက်ဒါနဲ့ကျုပ်လည်းဟင်းဦးနဲ့ဓမင်းကိုယူလာခဲ့လိုက်တာပေါ့ ဒီကမှာအောင်မြတ်သားကမနေ့ကကြက်ခုတ်ထားတဲ့ငပြောရွက်တွေကိုကြခင်းပြီးတော့တဘူအိုးတွေကထမင်းတွေကိုအပုံလိုက်ပုံလိုက်တယ်။အဲပြီးတော့နေရာချထူးဆန်းတာခူးထားတဲ့ငပြောဘက်တွေဒါကုံသွားတယ်။တဘူအိုးတွေကထမင်းတွေကမကုံဘူးဗျာ။ဟင်းတွေကလည်းဒီတိုင်းပဲငပြောဘက်ပေါ်ပုံထားတဲ့ထမင်းပုံတွေကမရှိဘူးဆိုတော့၄50ပုံလောက်ကိုရှိတယ်။ကျုပ်ကတော့ဒီလူဟာတာမန်လူမဟုတ်ဘူးဆိုတာသိလိုက်ပြီ။ဟောထမင်းတွေလည်းပုံပြီးရောမနေ့နေမွန်းတက်နေပြီ။ ဒီကမှအောင်မြတ်တာပြောတယ်ဗျဒီနေရာဒီဌာနေမှာနေထိုင်ကြတယ်မြင်အပ်မမြင်ရဲ့ပုံကူများအားလုံးပင်ဖိတ်ပါတယ်ကျုပ်တေခင်ဧကန်ထားသောစားပွဲတောက်ပွဲများကိုစိတ်တန်းကြတိုးဆောင်နေပါတယ်တခုမြစ်တာရက်ခံကျင်နာတော့မိမိတို့ကိုယ့်ရဲ့မူလရုပ်တင်အမှန်နဲ့မလာပဲလူတိုင်းမြင်တွေ့လို့ရတဲ့ပုံစံမျိုးနဲ့သာလာကြပါလို့ထက်လောင်းပြောကြလိုပါတယ်အစားအသောက်များတုံးဆောင်တဲ့နေရာမှာလေတယောက်နဲ့တယောက်ရန်ဆောင်စောင်းမြောင်းခြင်းများမပြုတ်လို့ကြပါရဲ့ မြင့်တာရက်ပါတယ်အခုချိန်ကစပြီးတော့တိုးဆောင်နိုင်ပါပြီအဲ့ဒီလိုလေခေါ်လိုက်ရောအနောက်ဘက်ရှိုးတွေကတက်လာကြတဲ့တိုးဝဲအုပ်ဒီဂျီအုပ်တွေပြတရဝအစုံမင်းသူ့အဆုနဲ့သူစနစ်တကျစားနေတာစားလဲစားပြီးရောအရှိုးရှိုးပြန်သွားကြတာတကယ်ကိုအမခံမဲဗျကျုပ်ကတော့ကုန်းနဲ့ထမင်းနဲ့ဟင်းတွေကိုလက်ဖြစ်ပြရတဲ့တာဝန်ယူရတယ်မြေပြင်ဘောကတရဝတွေပြီးတော့လီဘောကတရဝတွေကိုလေခုနလိုခေါ်ပြန်တယ် လာလိုက်တဲ့ငှက်တွေအမျိုးကိုစုံလို့ပဲကျုပ်တော်ကြည်ကောင်းလုံးနဲ့ကြည်နေတာထမေးထဲ့ဖို့တော့မေ့သွားတယ်လေနေ့လေလောက်ရောတော့အလူလုံးတဲ့အမှုကလည်းပြင်းတော့သွားတယ်ကဲကျုပ်လည်းဖိုက်တော်တော်စားနေပြီအဲ့ဟာနဲ့ဘေးကအင်တာဖက်ရွက်ခူးပြီးတော့တဘူးအိုးလေးကထမင်းနဲ့ဟင်ကိုချရောပြီးတော့လိုရိုက်တာကျုပ်စားလို့ပြီးတော့တဘူးအိုးလေးကထမင်းနဲ့ဟင်ကမကုန်သေးဘူးဗျာကျုပ်လည်းစားပြီးရောကျန်တဲ့ထမင်းနဲ့ဟင်တွေကိုဖတ်နေထုတ်ရွာသားတယောက်ကိုပေးဖို့ပြောတယ်တခုထူးဆန်းတာ သူကိုယ်တိုင်ဖက်နေထုံမှထမင်းနဲ့ဟင်းနေကုံသွားတာဗျ။နောက်နေ့မှပဲဖះဆပြီးတော့တီးတယ်ဗျ။ဖះတီးတော့လိုအပ်တဲ့ပစ္စည်းမှန်သမျှအလူရှင်တွေကအလိုလိုကိုရောက်လာတာ။ကျွတ်လို့ရမဟုတ်တဲ့အလူရှင်တွေလာလူကြတဲ့သူတွေကိုလည်းတခါမှမမြင်ဘူးပေါ့လေ။သူတို့ရာစကားလည်းမပြောဘူးဗျ။ဖះတဲတဲ့အလုပ်သမားတွေကိုလည်းအဲ့ဒီအလူရှင်တွေကပဲခေါ်လာပေးခဲ့တာ။ကျွတ်တို့ရွာသားတွေကကုသိုလ်လိုချင်လို့အနေချင်းလေးပါလေကုလိုပြီးတာတော့ရှိတာပေါ့။ တကြီးကလည်းအမိတ်ထုတ်တာတဲ့အိမ်တယောက်မလို့မနေရတဲ့ဘုရားကုန်းမမလှူအားပေးတဲ့သူတွေစီကားချက်ကတော့ပြောမနေပါနဲ့မြားလူတွေနဲ့ဥစ္စာဆောင်နေဆိုတာရောထွေးနေတာကျုပ်ကိုဘယ်လိုသိကြမေးကြမဲဆိုတော့ကျုပ်သိတာပေါ့ဆရာအောင်မြတ်ကကျုပ်ကိုမှားထားပြီးသားအလုတ်လုတ်တဲ့နေရာမှာအရေးမထွက်ချွေးမထွက်ဘူးဆိုရင်အဲ့ဒါလူမဟုတ်ဘူးလေကျုပ်လည်းအလုတ်လုတ်နေတဲ့ဒစီတဆောင်အခဲခဲကြည့်တော့ဟုတ်တယ်ဗျတချို့လူတွေက အရေးမပေါ်ဘူးတချို့တွေကတော့ ချွေလုံးဝမထွက်ဘူးဗျ။ရောသူရောသားတွေကတော့တခြားရွာလူတွေလို့ထင်နေကြတာ။ကို့ရွာကလူတွေကတော့ချွေတလုံးလုံးနဲ့လုံနေကြတာပေါ့ဗျာ။အဲဒီလိုနဲ့ပဲအချင်းကတလားပြည့်နှစ်လားတဲ့ကိုရောက်လာတယ်။စေဒီလေးကရှုပ်လုံးပေါ်လာပြီ။အဲ့ဒီမှာပြဿနာစပြီးတွေ့ရပြီ။စေဒီစပြီးတဲတဲကတူအားပေးလာကြတဲ့လူတွေအပတ်စဉ်ဗိုလ်ထုံးနေတယ်မလာကြောက်ဗျ။ဗိုလ်ထုံးနေဆိုတော့ရွာသူရွာသားတွေနဲ့ပဲလောက်ရတယ်။ဒါနဲ့ကြုတ်တယ်ဇေယအောင်မြတ်တာကိုနည်းနည်းပါးပါးမေးကြည့်တာပေါ့။ ဲ့ဒါဘာလို့လဲဆိုတော့ဗိုလ်ထုံးနေ့တိုင်းသူတို့လောကသားတွေရဲ့ညီလာခံရှိတယ်တဲ့ဒါကြောင့်မလာတာလို့ပြောတယ်ဗျနောက်ဆုံးတော့ဇေဒီလေးပြီးတော့မယ်လူတွေကလည်းမျောလင်းချက်တွေနဲ့ဝမ်းနေတားနေတာအာကျိုးမှန်တဲ့လောက်ကင်နေနဲ့ဂျော်လေးကဒေါ်မေးစင်ရဲ့ကိုယ်လေးကိုတစုံတစ်ယောက်ကဝင်ပြီးတော့ပူပါလေရောမျက်လုံးကြီးတွေဆိုတာပြုတ်ထွက်နေတာဖျားတဲ့လှူအားပေးနေကြတဲ့လူတွေကြောက်လန့်တဲ့ကြောက်ကိုပြေးကြတာဗျအဲ့ဒီထဲမှာကြုတ်လေးပါတာပေါ့အဲ့ဒီနေ့ကတော့နှမက်ရရဗိုလ်တုံးနေပေါ့ဗျာ အဲ့ဒီမှာဇေယအောင်မြတ်တာကကဲအခုရောက်လာခဲ့တာဘယ်လိုလဲဒီကမှာမမဲစင်ကငါကွာဒီတောင်ကိုအပိုင်စားရတာလေနက်စီတော့ဆိုတာငါပဲငါပိုင်နဲ့နေမြီမှာငါမရှိတော့မှဒီလိုလှုပ်တာငါစီကခွင်မတောင်းမင်းနဲ့လှုပ်တာမကျေနပ်ဘူးမဟုတ်သေးပါဘူးနက်စီတော့ကျုပ်ကကုသိုလ်ကောင်းမှုတွေဆောင်ရွက်တာပါတခြားရည်ရွယ်ချက်တွေလုံးဝမပါပါဘူးနက်စီတော်အနေနဲ့နားလေပေးစီလိုပါတယ်ကျိုဟောဒီကို စီဒီမတဲခင်ပါလေအားလုံးကိုခွင်တော့ပါလေနမင်းကြီး၄ပါးကစနက်မြက်နက်ကောင်နက်အပေါင်းတို့ကိုလေတိုင်တည်ပြီးတော့မှဖျားတဲတာပါတင့်ကိုလေပြိမိပါလေတင်းကဘယ်လိုအကြောင်းကြောင့်မသိဖြစ်နေရတာလဲကြုံမသိဘူးကြုတ်ကိုအတိမပေးလို့နှောက်ရှက်မယ်ဆိုပြီးတော့လာတာကဲနက်စီတော့တင်းမယုံမကြည်ဖြစ်နေတယ်ဆိုတာကျွန်တော်သိပါတယ်တင်းရဲ့အုတ်ချုပ်သူနမင်းကိုလေတင်းကိုယ်တိုင်မေးကြည့်ပါတင်းကိုသူတို့ပြောဖို့တည်းမေးရောနေရလဲဖြစ်ပါလိမ့်မယ်တင်းကလည်းစိတ်ကိုလျှော့တင်းရဲ့ဒေါသစိတ်ကြောင့် ်တင်အောက်ကတော့ဖြစ်နေပြီနော်တင်နဲ့တပင်အစည်းအဝေးမှာတက်နေတဲ့အချိန်မလို့တင်မသိတာပဲဖြစ်မှာပါတင်ကိုလည်းအများတန်းပေးဝေးပါမယ်တင်အမှုရှိတဲ့ပုဂ္ဂိုလ်များအားလုံးကိုကြည်စိုးပြီးတော့ကြည်စက်ချအမျှဝေးပါမယ်တင်ရဲ့ဗိမာန်ကိုပြန်ပါတော့အဲ့လိုလေပြောလေရောဘယ်မလဲဗျာနေရာမှနေအယုတ်ကျိုးဖြက်လဲကြသွားတာဗျနလာတီတီပြည့်တဲ့နေ့တွတ်တွတ်တရွာလုံးဝေကောင်းစားလာရင်းနဲ့နောက်ဖက်တောင်ငုံမော်ကိုခြိတက်ဖို့တဲ့ဒါဆူးနေပြီအဲ့ဒီနေ့က စီဒီတိတင်ပွဲနေ့လေဗျာကျုပ်တော်ရောပစိုးလေးနဲ့အင်ကြီးအဖြူလေးကိုကြာကြာနာနာဝေ့လို့ဗျစီဒီရဲ့ဘွဲတော်ကတော့ရင်အောင်မြင်စီဒီလို့တမုတ်ခဲ့တယ်တိတင်ပွဲမှာဘေးကနေဘလို့ရောက်လာတဲ့လူတွေလည်းမသိပါဘုရားကုန်းအပြည့်ပဲဗျဆရာအောင်မြတ်သားကသူ့လွေထက်ကဖြေဖို့ငွေမှုတွေကိုကျဲချလိုက်တာပတ်စံတွေဆိုတာလေအဝိမှာတစ်ပြက်ဖြစ်နေကျုပ်တော်ဝင်လူလို့လုံကြီးတေးလေးပြေးသွားသေးတယ်ဗျအဲဒီလိုနဲ့တိတင်ရေးစဲချပွဲလေးပြီးရောတော်တော်လေးပြင်းမှန်းသွားပြီလေ ကျုပ်လည်းအိမ်မြန်ရောက်တော့အိတ်ချလိုက်တာတရေတည်းပဲမနဲ့မိုးလင်းလို့ကျုံတော့ဇရာအောင်မြတ်တာရောသူ့ရဲ့တပည့်ရောမရှိတော့ဘူးဗျကျုပ်အိတ်တဲ့ဘေးမှာတော့ရွှေရောင်အိတ်လေးတစ်ခုဖွင့်ကြည့်လိုက်တော့စားရဆောင်နဲ့ရွှေရင်းကဆေပြားတည်တည်ဗျကျုပ်လည်းဖះရှိကိုပြီးတော့ရွာထဲကိုဆင်းလာတယ်ရွာထဲရောက်တော့တရွာလုံးကထကာနေအောင်အထူးဆန်းပဲတွေ့ရတယ်ဟေ့အောင်မတို့မတို့ရွာချမ်းသာပြီကွာတပေါင်စကားအရင်ကမှန်တာပဲမနဲ့မိုးလင်းလို့အိမ်တကားလေးဖွင့်လိုက်ရောအိမ်နဲ့အိမ်နဲ့မှာ ရွှေရင်ကတော့ရကြတယ်ကွာကိုရင်ကျတော့ဘလောက်ရတယ်ငါငါးပြောင်ရတာကျင်းနေတွေလည်းငါးပြစီရကြတယ်တရွာလုံးပျော်နေကြတဲ့ချိန်မှာကျုပ်ကတော့စင်မကောင်းဖြစ်နေရတယ်လေစာကိုလည်းဖွင့်ပတ်လိုက်ရောလူဆိုတာကြီးဆက်ရှိလို့စုံကြရတယ်လူဆိုတာကြီးဆက်ကုန်ရင်ခွဲခွာကြရတယ်ဘာသာသာသနာအကျိုးတည်ဖို့နိုင်ပါစေအဲ့ဒီစာသားလေးကိုတွေ့တော့ကျုပ်မျက်ရည်တွေကျလာတယ်ဗျာ ကျုပ်ရဲ့နှကန်းဆုံကနေတစုံတစ်ခုတော့ရွတ်ဆိုနေမိတယ်။အဲ့ဒါကတော့အရွေကငငယ်အစွမ်းထက်တယ်။ဖရာကုံမောရောင်းတော်လှုပ်ရင်ဖြင့်အိမ်တိုင်းစီအလူပိနိုင်မဲ့တထေးရောက်လိမ့်မလေးတဲ့။ဆက်လက်ပြီးတော့ပရိသတ်တို့ကအောင်မြတ်တာနဲ့မြင်းမဟီရွာဆိုတဲ့ဇလံလေးကိုနားဆင်ရအောင်မှာဖြစ်ပါတယ်။အနေရွာကနေထွက်လာခဲ့တဲ့အောင်မြတ်တာတို့ဆရာတပည့်နှစ်ယောက်ကတော့အချက်ဆရာကြီးတွေရဲ့လမ်းညွှန်ချက်နဲ့မြင်းမဟီရွာကိုထက်ပြီးတော့ရောက်လာခဲ့ပြန်တယ်။ ရွာနာမည်ကတော့မြင်းမဟီရွာအရင်တုန်းကတော့မြင်းမဟီရွာကိုကြံတန်းအောင်ရွာလို့လည်းခေါ်ကြတယ်မြင်းမဟီရွာလို့လည်းခေါ်ရတဲ့အကြောင်းရင်းကလည်းရှိတာကိုဗျပိုခေတုန်းကအခုခေတ်လိုဂါးရီဆိုင်ကယ်တွေမပေါ်သေးလေတော့တရော်နဲ့တရော်တော့ရေးလာရေးအတွက်နွားရီမြင်းနေကိုပဲအသုံးပြုပြီးတော့ကူးတန်းကြရတယ်ကြံတန်းအောင်ရွာကလည်းဒီနယ်တစ်ဝိုက်မှာပညာသားတွေပိုးများတဲ့ရွာဆိုပြီးနာမည်ကလည်းကြီးနေတာကိုဘလောက်ထိများပညာသည်ပိုးလေးဆိုရင်လမ်းလျှောက်စကားပြောတဲ့ခါစားကလေးတွေတော့ ပညာတွေထည့်ပေးထားကြတာတချို့ဆိုရင်မျိုးရိုးလိုက်ပညာတွေသွင်းပေးကြတယ်ဘယောဂါကုတဲ့ဆရာမှန်းမြကြံတန်းအောင်ရွာဆိုရင်ဝေဝေးကရှောင်းကြတယ်ဒီနေ့တော့ကုံရုံးကုံဝဲလာကြတဲ့ကုန်းတွေတွေကြံတန်းအောင်ရွာကိုရောက်လာတယ်လေကြံတန်းအောင်ရွာကိုစပြီးတော့ဝင်လိုက်တဲ့အခါမှာကုံပစ္စည်းတွေတင်းလာတဲ့နွားတွေမြင်နေရအတန်တော်မထွက်ကြတော့ဘူးတဲ့ကုန်းတွေတွေကတော့ပါလာတဲ့ပစ္စည်းတွေကိုခင်းချင်းပြီးတော့ရောင်းဝယ်ကြတာပတ်စံရှိတဲ့လူတွေကပတ်စံပေးပြီးတော့ဝယ်တယ် ပတ်စံမရှိတဲ့လူတွေကတော့သူတို့မှာရှိတဲ့စဘာတွေပေးတွေနဲ့လူချင်းတဲ့ပစ္စည်းတွေကိုအယောင်းဝယ်လှုပ်ကြတာပေါ့ကလေးတွေလူကြီးတွေတယုံယုံနဲ့ကြံတန်းအောင်ရွာကြီးကတော့ဈေးဝယ်တော်တစ်ခုလိုစီကားနေတာပေါ့အဲ့ဒီမှာကျမငယ်ချင်းနဲ့ကုံတဲ့တယောက်ကကြံတန်းရံရွာသားတယောက်ကိုပိတ်စာတစ်ခုလိမ်ပြီးတော့ရောင်းလိုက်မိတယ်လေပိတ်စာကပြစ်တွေကြားနေတဲ့အဆွေကြီးရွာသားကလည်းဝဲသွားပြီးတော့အိမ်ရောက်တော့မတင်ကားလို့ဖြစ်ရတာတိုက်ဆွေးကြီးဖြစ်နေပါရောလား ဒေါ်သားကပြန်လဲပြီးဖို့ပြောရကနေစကားတွေကတော့ကစားဖြစ်ပြီးတော့ဂျော်လူကြီးကလည်းဝင်ပြီးတော့ဖြောင်းပြတယ်။ကုံတယ်ကြီးကလေးကဝင်ဖြောင်းပြတယ်။ပြီးတော့ပိတ်စာအစ်ပြန်ပြီးတော့ပေးခိုင်းတယ်လေ။ဒါပေမဲ့ဂျော်သားကမယူတော့မနဲ့အညိုတီတီထားခဲ့တာပေါ့။ညာဘက်ကုံတယ်တွေအိတ်တဲ့ချင်းအိတ်လို့မရအောင်အပုတ်နံတွေရလာတယ်လေ။တခါတလေအဝိဆာတွေကအလိုလျောက်နဲ့မိထလောင်နာမျိုးတွေဖြစ်လာတယ်။ကုံပြည့်စည်းတွေကိုလည်းဘသူမှမဝယ်ကြတော့ဘူး။ဒါနဲ့ကုံအဖွဲ့လည်းတခြားနေရာမှာပြောင်းမလို့ မြင်းနေနွားတွေပေါ်ကုံပစ္စည်းတွေလည်းတင်လှက်ရောမြင်းနေနွားတွေကလုံးဝကိုမလုတော့တာတဲ့မြက်တောင်လည်းမခက် အမီးလည်းမလုကြောက်ရွံ့ကြီးတွေလိုဖြစ်ကုန်တာလေအဲဒီမှာကုံတဲ့ကြီးကရွာသူကြီးတွေစီမှာ တောင်းပန်ပြီးပြန်ရောက်အောင်ကူညီပေးပါလို့အကူအညီတောင်းတော့မှမြင်းနေနွားတွေကငကိုတိုင်းပြန်ဖြစ်သွားရတာအဲဒီချိန်ကစပြီးတော့ကြံတိုင်းအောင်ရွာဆိုတဲ့နာမည်ပျောက်ပြီးမြင်းနေအတံထွက်တာကိုအစွဲပြုတ်ပြီးတော့မြင်းမဟီရွာရေလို့နာမည်တွင်လာခဲ့တာတဲ့ မြင်းမဟေရွာတော့အဲ့ဒီချိန်ကစပြီးရွာလေးကိုလူစင်းအဝဲမခံတော့ဘူးလေကဲအောင်မြတ်သားရဲ့အကြောင်းကိုဆက်ကြစို့အောင်မြတ်သားတို့ကလည်းမြင်းမဟေရွာကိုရောက်လာတယ်ရွာထိပ်ကိုလည်းရောက်ရောက်ကြက်ကဝါတွေကိုခြံစည်းရုပ်လိုပဲညင်ညင်ညာညာတည်တည်တက်တက်ပြုတ်လို့ထားတဲ့ရွာဝင်စီယိုလေးကတော့အရင်ဦးဆုံးကြိုးစုံနေရပါတယ်ဖိတ်ရွှေလိုက်စမ်းဘာတွေ့လဲကျော်ထိတ်ကင်းလေးကနေလှမ်းပြီးမိတော့ခရီးသွားနေပါလမ်းကြုံခရီးတစ်ထောင်နားကျင်လို့ပါမရဘူးမိတ်ဆွေ ီရွာလေးကိုလူစိမ့်မဝင်ရဘူးဒီရွာနေနိုင်ဝဲလောက်လူစိမ့်ရှောက်မယ်ဆိုရင်တန်သာရွာဆိုတာရှိတယ်အဲ့ဒီမှာတဲကြတော်တော်ဒီလိုမောင်းထုတ်လာပြီးအောင်မြတ်သားတို့ကလည်းစကားထက်မပြောဝင်နဲ့ရွာပြင်ကတုတ်တန်စီရဲမှာဝင်ထန်လိုက်တယ်။ခဏနေတော့မိစွေတို့မိစွေတို့အဖိုးတို့ယောက်ကဇေယအောက်ကနေလှမ်းပြီးခေါ်တိုင်းကြားလိုက်တော့တက်ခိုင်းကကြိလိုက်တယ်လေ။ဒီဟာခီးသွားနေရရွာမှာနားကျင်နေဆိုရင်ခဏဝင်လာလေ။ခုနကပြောလိုက်တာလေစိတ်မရှိပါနဲ့ ာကြလာကြကျော်လေးကိုဝင်ကြအဲ့ဒီလိုခေါ်တော့အောင်မြင့်သားလေးလွေကိုကောက်လွေပြီးတော့အဖိုးအုံနောက်ကိုလိုက်သွားတယ်လေကျော်လေးဝင်တော့အားလုံးကအထူးဆန်းမျက်လုံးတွေနဲ့အောင်မြင့်သားတို့ကိုကြည့်နေတာကျော်ကန်ပြူတွေကတော့ဒီတကောက်လာတဲ့ဧည့်တွေကချို့တွေဟာအဲ့ဒီလိုနဲ့တီတိုတီတိုပြောဆိုနေတဲ့တန်တွေကြားလိုက်တော့တက်ခိုင်တယောက်အနှင်းငယ်တော့ပြုံးမိသွားတယ်အောင်မြင့်သားကိုငှဲ့ကြည့်လိုက်တော့ကျော်လေးကိုကြီးကန်းတောင်းမောက်လိုက်ပြီးကြည့်နေတယ်လို့တစုံတစ်ခုကိုလည်းရှာနေတယ်လို့တွေ့ရတယ်လေ။ အတန်းကြာလှမ်းလျှောက်ပြီးတဲ့နောက်မှာတော့ခြံဝင်းတစ်ခုလည်းရောက်လာတယ်။ကဲလူလေးတို့ဒါကတော့ရော်သကြီးဥဖို့လာရဲ့အိမ်ပဲ။အခုတော့သူကတော်ရင်းမှာစင်းမြင့်သွားရှာနေတယ်။ခဏနေပြန်ရောက်လာလိမ့်မယ်။ရင်နွေးချမ်းနဲ့ထញံလေးတုံးဆောင်ကြပါဦး။ဒီတော့တက်ကင်ကရင်နွေးချမ်းငှဲ့ပြီးတော့တောက်ဖို့လေလှုပ်ရော။တက်ကင်မတောက်နဲ့။အဲဒီလိုလေတားလိုက်ရောခေါ်လာတဲ့အဖိုးကမျက်နှာတစ်ချက်ပြက်သွားတယ်။နောက်တော့မသိကြအောင်ဆောင်ပြီးတော့ကဲလူလေးတို့ အေးအေးဆေးဆေးနားကြနော်ဟုတ်ဟုတ်ကဲ့ပါအဖိုးကိုထွက်သွားတော့ဆရာဘာဖြစ်လို့လဲမင်းကအရာရာကိုပေါ်ပေါ်ဆဆတွေ့တာဟုတ်ကွာငါတို့ကိုခေါ်လာတဲ့ကပညာဆန်းကျင်လို့ဆိုတာငါသိတယ်တရွာလုံးကပညာတွေကြီးပဲကွာဒါကြောင့်ဘယ်သူဘာကြီးကြီးမစားနဲ့ကြားလာဟောအဲ့ဒီတွေရောက်နေတာကိုဗျကျုပ်လေတိုးရဲသွားနေတာခုမှပဲရောက်နေဗျာဒီကလူငယ်ကအောင်မြတ်တာဖြစ်မယ်ဒီဘက်ကတော့တက်ကင်ဖြစ်မယ်ကွဟုတ်လား ဟုတ်ပါတယ်ခင်ဗျတကြီးကခံမနေတာတော့တော်သားပဲတော်ရမယ်လीကျို့တို့ရွာကိုလူစိမ့်လာမယ်ဆိုတာအစာလေးကတီးထားတာဒါကြောင့်အဖိုးမြောင်ကို ကြိုခိုင်းလိုက်တာဒါနဲ့ဒါရင်ကိစ္စလေးလည်းပြောပါဦးဒီအောင်မှာရှိတဲ့ပညာရက်တွေကို လာပြီးတော့အလှခဏပါဟာကျို့တို့ရွာမှာဘာပညာရက်မှမရှိပါဘူးရွာမှာပြီးတော့လာပြီးထင်တယ်တကြီးကသာဘာပညာမှမရှိဘူးလို့ပြောနေရပါဒီတော့လေပြတ်ရတာပေါ့တကြီး ခုနဦးဟုမြလာပြီတဲ့ရင်ရွေးချက်နဲ့ထင်ရဲ့ဟုတ်တယ်လီရင်ရွေးချက်နဲ့ထင်ရဲ့ဘာဖြစ်လို့လဲကွကဲအခုကြည့်လိုက်ပေါ့ဘာဖြစ်သွားလဲလို့အောင်မြတ်တာကပြောရင်းဆိုရင်းနဲ့ရင်ရွေးချက်ဦးနဲ့ထင်ရဲ့ပကံအပေါ်ကိုလက်နဲ့တက်လိုက်တဲ့အခါမှာတော့ရင်ရွေးချက်นี่ကဘွက်ပုတ်ကြီးတွေဖြစ်လာပြီးထင်ရဲ့တွေကလည်းခွေးချီးကြောက်တွေဖြစ်သွားတယ်လီอืมအောင်မြတ်တာဆိုပြီးနာမည်ကြည့်နေတာဒါကြောင့်ကိုကျုပ်ကလည်းဒါမျိုးကိုရှားနေတာ ကျော်လေးကလူတွေကပညာရီမတုံးရတာကြတော့မတက်တော့ဘူးတော့ထင်းနေတာဒါဆိုဒီလိုလို့မနေ့ပြန်ကျုပ်တို့ပညာပြိုင်မှုကျင်းညာပြီးမယ်ကျော်လေးကပြန်ရင်တဲ့သူတွေကျုပ်ချန်ရှိကမြေခွက်လက်ကိုလာခဲ့ဖို့ဖိတ်ကုန်မယ်ဒီနေ့တော့အေးအေးဆေးဆေးအနားယူပါဒါနဲ့ပြိုင်ဝဲရဲ့အနိုင်ရှုံးတန်ကြီးကိုဘယ်လိုတတ်မှတ်မှာလဲဒါတော့လွယ်ပါလေကျုပ်ရှုံးရင်ကျုပ်ရဲ့အသက်ကိုယူကျော်လေးကလူတွေရှုံးရင်တော့သူတို့ပညာနဲ့တပါးသူထိခဲ့အောင် မလုပ်ပါဘူးဆိုတဲ့တစ္ဆာဆိုရမယ် ။လောင်ကြီးကတော့ဒါပါပဲ။ဒီလိုနဲ့မြင့်မဟေရွာစကြီးကအောင်မြတ်သားတို့ကိုအဲဝဲခြေပွန်းစွာအိတ်ခံပြီးတော့ဒီတခါတော့ပညာအရှင်းမရှိစေတနာအမှန်နဲ့တွင်းဝေးလာပါတယ်။နောက်နေ့မနေ့မှာတကြီးရဲ့ခြံဝိုင်းထဲမှာတရွာလုံးကလူတွေအပြည့်နဲ့ကဲပညာဆန်းလို့ရပါပြီ။လောင်ကြီးကတော့ပြောပြထားပြီးပါပြီ။အစွမ်းကုန်ထုတ်ပြီးသုံးကြပါ။အောင်မြတ်တာကပြောလိုက်တော့အသက်၁၂နှစ်ရွယ်ကောင်မလေးတယောက်ရှေ့ကိုထွက်လာတယ်။အောင်မြတ်တာကပြောပြီးတော့ ီရညမလေးကပညာပြိုင်မလို့လားဒီလိုမျိုးတော့ခေါင်းကြီးပြတယ်လေကဲကောင်းပြီဒါဆိုရင်စီဝိုင်းတဲ့ကနေအပြင်ထွက်ပြရင်ညမလေးနိုင်ပြီအဲ့လိုပြောပြီးတော့မြေကြီးပေါ်မှာလူတကူစားစီဝိုင်းလေးဝိုင်းလိုက်တယ်ကဲဝင်လို့ရပြီကောင်မလေးကစီဝိုင်းနဲ့လည်းဝင်လိုက်ရောဝိုင်းထားတဲ့စီးကလောင်ရင်လိုဖြစ်သွားတယ်လေငွေမြင်အောင်ခြေကျိုးတွေအယောင်တဖိပိန်နဲ့လောင်ရင်ကြီးကမင်းမငယ်ကိုခတ်ထားလိုက်ရဲ့အဲ့ဒီလောင်ရင်ကြီးကနေရုံးထက်ဖို့ကြိုးစားနေမှာ လောင်ရင်ကပိုးပိုးကြက်လာတယ်။နောက်ဆုံးတော့အရှုံးပေးပြီးတစ္ဆာရည်တော့ခရီးပြီးသွားရတယ်လေ။ကဲဒါဆိုဆရာကလည်းကြုံဝိုင်းထားတဲ့ဈေးတွေကနေထွက်ပြပါ။ထွက်နိုင်ရင်ဆရာနိုင်ပါလေ။ဒီလိုစိန်ခေါ်တဲ့သူတယောက်ရွာသားတွေကထွက်လာတယ်။အဲ့ဒီသူကခုနကကောင်မလေးရဲ့ဖခင်။အောင်မြက်သားလည်းခေါင်းညိပြလိုက်တာပေါ့။သူကမြေကြီးပေါ်မှာစိတ်တားပြီးတော့အောင်မြက်သားကိုဝင်ခိုင်းတယ်။အောင်မြက်သားလည်းစီးတဲ့ရောက်ရောစီးဝိုင်းကနေပိုက်ကုန်အမဲတစ်ခုဖြစ်သွားပြီးတော့ အောင်မြတ်သားကိုရှစ်ပတ်လိုက်တယ်လေတင်းကျက်နေအောင်ရှစ်ပတ်လာတဲ့ပိုက်ကုံကိုအောင်မြတ်သားယုံကြည်တယ်ယုံလေကြက်လေပဲအောင်မြတ်သားလည်းတင်းမလင်းခွေထမ်းပြီးတော့မျက်လုံးတွေကိုလည်းမှိတ်လိုက်ရောတင်းကျက်စွာရှစ်ပတ်နေတဲ့ပိုက်ကုံကဖြည်းဖြည်းချင်းနဲ့အရီတွေပြိုးလာတယ်နောက်ဆုံးတော့အပေါက်ကြီးဖြစ်ပြီး အောင်မြတ်သားထွက်လာနိုင်တယ်လေအရီတို့ကလည်းတစ္ဆာဆိုအရှုံးပေးလိုက်တယ်စတိုက်ဆိုသလို ရှင်မြိုင်လာလိုက်တာ အောင်မြတ်သားကြီးပဲအနိုင်ရခဲ့တာပေါ့အစာပိုင်းမှာတော့ပညာနှုတ်တဲ့သူတွေသာ လာပြီးတော့ရှင်ပြီနောက်ပိုင်းမှာတော့ ပညာအဆင့်မြင့်တဲ့သူတွေပါလာတယ်။ကျိုးကိုမွေးပွန်းတဲ့ံပြောင်းပြီးတိုက်တာတွေကိုလေးလုံးလုံးရှိတဲ့ဗုဒုံးနေနဲ့တိုက်တာတွေကျွေးတိုက်နွားတိုက်အစိမ့်တိုက်တွေပါပါလာတယ်။နောက်ဆုံးတိုက်တာကတော့ဘလူးတိုက်။မြေကြီးကိုဖနှောက်နေပေါ့ဘလူးခေါ်တဲ့တိုက်။မြေကြီးတွေကနေထွက်လာတဲ့မြေဖုတ်ဘလူးအစွဲကဖွေးဖွေးကျုံးမဲ့ဖွေးရအစင်းတဲ့ံနဲ့အောင်မြတ်သားစီကိုပြေးလေးလာရောအောင်မြတ်သားရဲ့အင်းတစ်ချက်ကဖြက်ခနဲ့လေးပေါ်ပြောင်းဝဲတော့နေလေ။အဲ့ဒီအင်းဝဲက မြေဖို့ဘလူးရဲ့ခေါင်းပေါ်မှာအကျလက်နှလုံးတသာရှိတဲ့အင်ဂျက်ကအဲ့ဒီဘလူးကိုဖိထားပြလိုက်တာမြေဖို့ဘလူးလည်းယုံနေအင်ဂျက်ကဘလူးခေါင်းပေါ်မှာဆွဲကပ်နေတဲ့အင်ဂျက်ပီအားနဲ့မြေဖို့ဘလူးကတဖြည်းဖြည်းမြေကြီးထဲနှစ်ဝင်သွားပြီးတော့အင်ဂျက်လေးပဲမြေပေါ်ကျန်နေကြတာလေကဲခဏလေးခဏလေးရောသကြီးကအိမ်ပေါ်ကနေပြေးဆင်းလာတယ်ပြီးတော့အောင်မြတ်သားရဲ့လက်ထဲကိုအင်တချက်ပေးလိုက်ခုနကဆရာလေးတုံးတဲ့အင်ဂျက်နဲ့ဟုတ်ဒီအင်ဂျက်နဲ့တူတူပဲနော် ဒီရင်ချက်ကိုတကြီးရဘရားရလဲဒီလိုပါလွန်ခဲ့တဲ့နှစ်90လောက်ကကျုပ်လူမျိုးဘဝတုန်းကရွာထိပ်ကိုလူကြီးတယောက်လာဘူးလေသူ့နာမည်ကဦးတိတ်ခါတယ်သူကကျုပ်ကိုဟော်ရီအင်းလေးလက်ဆောင်ပေးသွားတာဒီအင်းကဘလူးတရေတွေကိုနှင်းနှင်းနေဆိုပြီးတော့ပေးသွားတယ်အဲ့ဒီဆရာနဲ့ဆရာလေးကတခိုင်းနေလားအဲ့ဒီဆရာကြီးကကျွန်တော်ရဲ့ဆရာဦးတိတ်ခါပါဟာဒါဆိုဆရာလေးကအဖိုးခင်တို့ရွာကနေပျောက်သွားခဲ့တယ်အောင်မြတ်တာပေါ့မှားပြီဗျာကျွန်တော်တို့မှားပြီ ်ဆရာလေးဒါကြောင့်နာမည်တူနေပါလေလို့ဒါပေမဲ့ဆရာလေးမှမသိရဘူးဗျာကျုပ်တို့ရွာသားတွေပေါ်မှာခွင့်လွှတ်ပေးပါအဲ့ဒီလိုတောင်းပန်ပြီးတော့မကြခင်မှာမြင်းမဟီရွာကြီးမှာတော့တစ္ဆာစိုးဘဲကြီးထွက်ပေါ်လာပြီးတရဏဂုံသုံးပါးရဲ့အတန်ကအထက်ဘဝတိုင်အောင်ပြန့်နှံ့လို့သွားတယ်လေပရိသတ်တွေနားဆင်ကြရတဲ့ဇလန်လေးကတော့စာရေးသူဇေယနာရှာမညရေးသားထားတယ်အောင်မြက်သားနဲ့မြင်းမဟီရွာဆိုတဲ့ဇလန်လေးပါ ဆက်လက်ပြီးတော့လည်းအောင်မြတ်တာအခန်းဆက်ဝတ္ထုတွေကိုတင်ဆက်ပေးဖို့ရှိတာကြောင့် channel လေးမှာစောင့်မျှော်နှားဆင်အားပေးကြပါအောင်များပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့စီပါလက်လာပါများတိုးတက်ကြီးပါကြပါစေဗျာ